မြန်မာတပ်မတော်ကိုနိုင်ငံရေးကထွက်ခွာရေးတောင်းဆိုနေမဲ့အစားဘလို့အပြည့်ယူလုံတင်ကြောင်းကိုစဉ်းစားတင်တယ်လို့စီရင်တဲ့နိုင်ငံရေးကိက္ခတ်တွေကထောက်ပြကြပါတယ်တကယ်လို့မြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကထွက်မယ်ဆိုရင်ငင်းငယ်ရွှေနှိပွဲတွေလုပ်ဖို့လိုကြောင်းငင်းငယ်ရွှေနှိပွဲနဲ့အတူ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းက Federal Democratic Constitution တရက်ကိုရေးဆွဲရမှာဖြစ်ကြောင်းမွန်ပြည် Federal Council ဥက္ကဋ္ဌနိုင်မွန်ဆိုင်ကဆရာနိုင်တဲ့ထဏာကိုပြောပါတယ်အဲ့ဒီအပြင်တိုင်းဒေသပြည်သူတွေလိုလားတဲ့ Constitution တရက်ကိုရေးဆွဲပြီးရင်အဲ့ဒီ Constitution အောက်မှာလုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး Security sector reform ကိုလှုပ်ဆောင်ပေးရမယ်လို့သူကပြောပါတယ်။ ဒီတကယ်လို့တမ်းတော့စစ်တပ်ကတကယ်ပဲနိုင်ငံရေးထွက်တယ်ဆိုရင်တော့ကျွန်တော်တို့ညီညာရေးဆွေးနွေးပွဲတွေလုပ်ဖို့လိုတယ်အဲဒီညီညာရေးဆွေးနွေးပွဲနဲ့တူဒီ2008ပြည်ပုံချိန်ကဥတွေကိုဖျက်သိမ်းပြီးတော့ဒီကျွန်တော်တို့တိုင်းရင်းပြည်သူတွေအားလုံးလိုလားတဲ့ဒီ Federal Democratic Constitution တရားကိုဆွဲရမယ်အဲဒီ Constitution ရဲ့အောက်မှာဒီ Security Sector Reform ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့လုပ်ပြရမှာဖြစ်ပါတယ်အဲ့ဒါတွေတိကျလုပ်ပြီးမှဒါလည်းဒီနိုင်ငံရဲ့ညီညာရေးကိုအားရရှိ တော့မှဒီနိုင်ငံရေးကဏ္ဍနဲ့ဒီကာကွယ်ရေးကဏ္ဍကိုကျွန်တော်တို့တရားအပိုင်းဖြတ်နိုင်ပြီးတော့မှဒီသူ့ရဲ့ power နဲ့ပေါ့နော်ဒါကိုရှိနေမှာဖြစ်ပါတယ်နောက်ပြီးတော့အချုပ်ကတော့ဒီဘယ်စစ်တပ်မဆိုပေါ့နော်ဘယ်စစ်တပ်မဆိုတမရောပဲပြောပြောဘယ်ပြောပြောတော်နိုင်ရေးတပ်ပဲပြောပြောအားလုံးကတော့နိုင်ငံရေးဥဆောင်နိုင်ငံရေးဥဆောင်မှုအောက်မှာရှိရမယ်ဒီဖက်ဒရယ်ပြည်ထောင်စုရဲ့အောက်ဖြစ်ဖြစ်ပြည်နယ်စုရဲ့အောက်ဖြစ်ဖြစ်ရှိနေရမယ်ပြည် နေဆွေရပေါ်မှာမရှိနေလို့မရဘူးဥပဒေပေါ်မှာရှိနေလို့လည်းမရဘူးပေါ့နော်ဒါတော့အချုပ်ပဲပေါ့နော် နာဆာကနဲ့မြန်မာတပ်မတော်အနေနဲ့ဘာကန်းသက်ချက်မှမရှိကြောင်းကျန်တဲ့အဖွဲ့အစည်းတွေကတော့တပ်မတော်အနေနဲ့နိုင်ငံရေးကထွက်ဖို့တပ်မတော်ဖြတ်သိမ်းဖို့ယာယီအစိုးရဖွဲ့ဖို့စတဲ့ကန်းသက်ချက်များရှိနေကြောင်းအဲ့ဒီကန်းသက်ချက်တွေရှိမှသာလာရောက်ဆွေးနွေးမယ်ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိနေကြောင်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယပူချုပ်ကြီးရာပြေက2025ခုနှစ်မတ်လ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုတောင်းဆိုမှုတွေကိုလည်းလက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်းသူကပြောကြားခဲ့ပါတယ်။မြန်မာတပ်မတော်ဟာနိုင်ငံရေးကထွက်မယ်ဆိုရင်လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး လုံးအနေနဲ့လက်နက်စွန့်ကနိုင်ငံရေးလမ်းကြောင်းကိုလာမယ်ဆိုတဲ့အာမခံချက်ရှိလားလို့မေးခွန်းထုတ်เสียရှိနေကြောင်းပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကုကိုကြီးက CNN သတင်းဌာနကိုပြောပါရယ်ကျူပင်ကမ္ဘာချေရမှာဆွေးနွေးမယ်ဆိုရင်တော့ဆွေးနွေးပွဲဖြစ်ဖို့အလားအလာသိမ့်မရှိဘူးအဲ့တော့ကျွန်တော်တို့ကလက်တလဲအချိန်ဒီမှာတော့ကြည့်နေတဲ့ပကတိအချိန်တွေကိုလက်ခံပြီးမှပဲဆွေးနွေးပွဲစပြီးတော့ဖြစ်နိုင်တယ်အောင်မြင်နိုင်တယ်လို့ညီပါလေဗျအဲ့တော့စစ်တပ်နိုင်ငံကြီးကထွက်ရမယ်ဆိုတဲ့အစ်သားကမူအားဖြင့်ဒါကျွန်တော်တို့လည်းသဘောကျတယ်အဲ့တော့ဒီချိန်ထဲမှာပဲစစ်တပ်ကနိုင်ငံကြီးကထွက်မယ်ဆိုရင် အခုရှိနေတဲ့လက်နက်တိုင်တွေအားလုံးပေါ့ဟလာကျွန်တော်တို့လက်နက်တိုင်ပဋိပက္ခမှာပတ်သက်နေတဲ့အဖွဲ့အစည်းတွေအားလုံးကရောလက်နက်တွေစွန့်မလားဟလာလက်နက်တွေအားလုံးစွန့်ပြီးတော့နိုင်ငံရေးလမ်းကြောင်းကိုလာမယ်လို့ဘသူကအာမခံမလဲလို့ကျွန်တော်ကပြန်ပြီးတော့မေးရပါလိမ့်မယ်ဆိုတော့ဒါကြောင့်မလို့ဟိုစစ်တပ်ကနိုင်ငံရေးကနေထွက်ရမယ်ဆိုတာတခုတည်းကိုစုတ်ကင်ထားပြီးတော့ဖြည့်ချင်းလို့မရနိုင်ဘူးလို့ကျွန်တော်ဒီလိုမြင်ပါတယ်ဗျ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်အမျိုးသားစည်းရုံး KNU ၊အချင်းလွတ်လပ်ရေးတပ်မတော် KIA ၊ချင်းမျိုးသားတပ်ဦး CNF တို့အပါအဝင်အတိုက်ခံအင်အားစုတွေကမြန်မာတပ်မတော်အနေနဲ့နိုင်ငံရေးကထွက်ဖို့အရတားအစိုးရအုပ်ချုပ်မှုအောက်မှာရှိနေဖို့စတဲ့အချက်တွေကိုလက်ခံပါသာဆွေးနွေးနိုင်မယ်လို့ပြောကြားထားပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းတွေကနေမြေလိုက်အာဏာရရှိရေးကြိုးပမ်းနေပြီးစစ်ပရင်ဝါဒကိုကျင့်သုံးနေကြောင်းလက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်နဲ့အကြမ်းကင်ပြီးတောင်းဆိုမှုတိုင်းကိုအလျော့ပေးလက်ခံတဲ့အစဉ်အလာမြန်မာတပ်မတော်မှာမရှိခဲ့ကြောင်းအဲဒါကြောင့်စစ်ဆက်တိုက်ရမှာဖြစ်ကြောင်းနတ်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က၂၀ 2025ခုနှစ်မတ်လ29ရက်နေ့တက်မတော်နေ့မှာပြောကြားခဲ့ပါတယ်